ဒူဗီကဘလမစီယာဂျာနဲ့သူ့ရဲ့ကျိုးကိုဖျက်ကြည့်ပေမဲ့မရတာကြောင့်မလို့လက်ကိုအက်ပမဟာဂီတော်ပြီးကျိုးကိုဖျက်ဆီးလိုက်ပါတော့ရယ်။တစ်ဖက်မှာလည်းလောကအတော်လေးပင်ပန်းနေခဲ့ပါပြီ။ခေါ်ပစုံကသူ့နာမည်ကိုလောခေါ်တာလေးကိုသဘောကျတာမလို့နောက်တစ်ခါထက်ခေါက်ကိုင်းတဲ့အခါလော်လေဆက်တွေ့ခီကိုတာအရင်ကင်ခိုင်းလိုက်ပါရယ်။ ခေါ်ပစုံကန်လိုက်တဲ့အခါမှာဒိုဖလမင်ဂိုဖြစ်နေလို့အရန်လန့်သွားခဲ့ရပါတယ်ခေါ်ပစုံရှိတယ်မလားလို့ဒိုဖလမင်ဂိုကထက်ပြီးတော့ခေါ်ပစုံလည်းစက်တွေခရုကိုလက်လေးနဲ့တောက်ပြလိုက်ပါတယ်လောဒုထွက်သွားတာ6လတောင်ရှိပြီမလို့နှစ်ယောက်သားအဆင်ပြေတယ်ဆိုတာသိရတာဝမ်းသာပဲမဲ့ဆရာဝန်မတွေ့သေးဘူးဆိုရင်တော့လောကိုပြန်ခေါ်လာခဲ့ဖို့ဒိုဖလမင်ဂိုကပြောလိုက်ပါတယ် open open nomi အတီးเจ้าကိုတရင်စုထားပြီးတော့လောကိုကူတာနိုင်တော့မယ်လို့ထင်ကြောင်းနဲ့ရှေ့တက်ကပတ်စံတွေအများကြီးနေတဲ့ကန်လန်သားကြောင့်ဒိုဖလမင်ဂိုကဆိုပါတယ် ဲ့ဒီအတီးရဲ့တန်ဖိုးကိုနားမလဲတဲ့ပေတရမြတ်တချို့ကလည်းအလဲလဲကိုလက်ခံတော့မဲ့ပုံမှန်မလို့အန်ဒီရဲ့များပဲမဲ့ဒိုဖလမင်ကိုကသူတို့ဖမ်းဆုပ်ရမယ်လို့ဆိုပါရဲ့အဲ့ဒါကိုရတာနဲ့စစ်မှန်တဲ့အစွမ်းကိုသူအယုံကြည်ဆုံးသူခေါ်ပဲဆန်ကိုစားစီပြီးတော့လောရဲ့ယောဂကိုကုသပေးရမယ်လို့ဒိုဖလမင်ကိုကပြောပြီးဖုန်းချသွားခဲ့ပါပြီအမြဲတမ်းသူတို့ရှိနေတဲ့နေရာကိုအနမ်းရတဲ့တဲ့ဆူယူအပါဝင်ရှေတသားတွေကအရင်6လအတွင်းကပေါ်မလာခဲ့ပါဘူးခေါ်ပဲဆန်ထွက်သွားပြီး6လကြာမှပေါ်လာမှလို့ဘလို့ထင်ကြလဲလို့ဒိုဖလမင်ကိုကလည်းတခြားလူတွေကိုပြောလိုက်ပါရဲ့ အဲ့ဒီမတိုင်ခင်ခေါ်ဝဲဆောင်ကရှေတက်ကိုသစီဆောင်သတင်းပေးနေရလို့ပြောချင်တာများလားလို့ဒါယာမန်တီကလည်းပြောလိုက်ပြီးတိုက်ဆိုင်တာပဲနေမှာပါလို့ဆိုပါတယ်ခေါ်ဝဲဆောင်ကတကယ်ညီလေးအရင်တယောက်မလို့ဒိုဖလမင်ကိုကသူလည်းမယုံတာမျိုးတွေမဖြစ်ချင်လို့အဲ့လိုပဲမျှော်လင့်ပါလို့ဆိုပါတယ်ခေါ်ဝဲဆောင်ကလောရဲ့ယောဂကိုကုတလို့ရှားတော့မယ်ဆိုတော့အရန်ဝမ်းတာနေခဲ့ပါတယ် open open no me အသီးဆိုတာဘာလဲလို့လောကမေးကြည့်တော့လူသားတွေရဲ့ခန္ဓာကိုယ်တွေကိုပြုပြင်ပေးနိုင်တဲ့အစွမ်းဖြစ်ပြီးအန်အောစီယာခွဲစိတ်မှုတွေကိုလှုပ်ဆောင်နိုင်တဲ့ ဘာမှမသိတဲ့ယောဂတွေကိုလည်းကုသနိုင်တယ်လို့ခေါ်ဝေဆောင်ကပြောပြလိုက်ပါတယ်။လောက Flavans ကလူတွေယုံကြည်ရတဲ့ဆရာဝန်တယောက်ရဲ့သားမလို့စေပညာအသည့်နဲ့ဤစနစ်တွေကိုလည်းလေ့လာခဲ့ဘူးတဲ့မှလားလို့ခေါ်ဝေဆောင်ကမေးလိုက်ပါတယ်။လောလေသူစေပညာတွေကိုလေ့လာပူခဲ့တဲ့အကြောင်းကိုပြန်ပြောတော့လောစားဖို့အကောင်းဆုံးပဲလို့ခေါ်ဝေဆောင်ကဆိုပါတယ်။နတ်ဆိုးအသီးဆိုတာကနှလုံးစားမိရင်လူကိုတေးစင်တိုင်းမှာဖြစ်ပြီးတော့ဒိုဖလမင်ကိုကသူနတ်ဆိုးအသီးစားရတာမသိလို့စားခိုင်းတာပဲလို့ခေါ်ဝေဆောင်ကဆိုပါတယ်။ ်ကော်ပိုရေးရှင်းကသူနဲ့လောဟာ family ကိုပြန်သွားနိုင်မှာလည်းမဟုတ်ပဲဒီခကြီးကိုစတင်ခဲ့ကလေးကဆုံးဖြတ်ခဲ့ပြီးဖြစ်တဲ့အကြောင်းကိုလောကိုပြောပြလိုက်ပါတယ်ကော်ပိုရေးရှင်းကသူဟာတစ္ဆပေါက်တယောက်ဆိုတာလေဒိုဖလမင်ကိုတီတွားလောက်ပြီလို့စက်ပြောတော့လောလေဒီဗယ်ဖူတော်မှာစားခိုင်းနေတာမို့လို့အဲ့လိုတော့မတိတော့သေးပါဘူးလို့ဆိုပါတယ် ဒိုဖလာမင်ကိုကသူ့ကို open open nomi အတိစားစေခြင်းနဲ့အခြားအကြောင်းရင်းတစ်ခုရှိနေသေးရဲ့လို့လဲခေါ်ပဲစုံကပြောလိုက်ပါရဲ့ခေါ်ပဲစုံကသူ့သားပြန်သွားရင်သူ့အသက်နဲ့ထာဝရအသက်ကိုအလဲလဲလောက်ရမယ်ဆိုတာကိုလည်းသိနေတာမလို့ဒိုဖလာမင်ကိုကိုကြော်ပြီးတော့ဒီဘယ်ဖရူကိုခေါ်ပဲစုံကသူတို့ရဲ့ဝင်ခိုးချမယ်လို့လောကိုပြောလိုက်ပါရဲ့အတိရှားလိုက်ရင်လောကစားပြီးယောဂကိုကုသပြီးသွားရင်နှစ်ယောက်သားတနည်းမှာသွားပုံးနေမယ်လို့ခေါ်ပဲစုံကဆိုပါရဲ့ဒါလိုနဲ့ Corbison ကစံကုကုစီဆက်တွေ့ပြီးတော့ Open Open Nomi အတီးနဲ့အပေးယူကိစ္စရှိနေသလားလို့မေးလိုက်ပြီးတော့ ူ့ရဲ့အကိုကလည်းဒါတွေကိုသိနေပြီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့စံကိုကုလည်းအရန်လန့်သွားပြီးတော့ဒါဟာထိတ်တန်းသဝက်ချက်တစ်ခုမလို့တိသွားပြီဆိုတော့ပြဿနာပဲလို့ဆိုပါတယ်။တစ်ဖက်ကပင်တရမြားပြည်ရဲ့လှုပ်ရှားမှုတွေကိုလည်းတည်ကျင်ချောင်းနေအလဲလဲမလုပ်ခင်မှာပဲဒိုဖလမေကိုကကြားနေအတီးကိုဝင်ခိုးဖို့လုပ်နေရဆိုတဲ့အကြောင်းတွေကိုပါခေါ်ဝဲစုံကပြောပြလိုက်ပါတယ်။လောတယောက်လည်းရုပ်တရက်ကြီးအမြင်တွေဝေဝါးလို့လာခဲ့ပါပြီ။အခုကနေပြီးတော့နောက်၃ဘက်နေရင်နော့ဘလူးကရီပတ်မှာအပေးယူဖြစ်ကြမယ်ဆိုတဲ့အကြောင်းကိုစံကိုကကပြောပြလိုက်ပါတယ်။ခေါ်ဝဲစုံကအလဲလဲမလုပ်ခင်၃ရက်လိုမှာသူနဲ့ဒိုဖလမေကိုတို့ဆွဲလို့အိုင်လန်မှာတွေ့ကြ မယ်ဆိုတာကိုပါပြောပြလိုက်ပါတယ်။ဒါဆိုရင်ဒိုဖလာမင်ဂို family ကိုဆွဲလို့အိုက်လာမှာပဲတချီတဲ့အကုန်လုံးကိုဖမ်းပစ်ကြတော့မှာမလို့ခေါ်ပဲစုံကိုလည်းကျွန်းနယ်ဝဝင်းနေဖို့စံကကူကတရားမှကြားလိုက်ပါတယ်။ဒိုဖလာမင်ဂိုနဲ့ပတ်သက်နေတဲ့နမဲကြီးစီးပွားရေးမိတ်ဆွေတွေရဲ့စရင်ကိုလည်းမကြခင်ပေးမှာမလို့နော်ဘလူးကအမောင်သူ့ကိုမကြခင်မှာဖယ်ရှားဖို့အချိန်ကြပြီလို့ခေါ်ပဲစုံကဆိုပါတယ်။ဖုံးပြောလို့ပြီးသွားတော့လဲချနေရဲ့လောကိုမြင်လိုက်ရတဲ့အခါခေါ်ပဲဆိုနေရောက်ရက်တွေခတ်နေပြီးတော့သူဘာလို့လို့လောက်ရမယ်မသိဖြစ်နေခဲ့ပါပြီ။၃နှစ်ပြည့်ဖို့ကလည်းလုံနေသေးတာမလို့နောက်ထပ်၃မလောက်ပဲဆက်ပြီးအသက်ရှင်နေပေးပါလို့ခေါ်ပဲဆိုကအော်ပြောနေခဲ့ပါရဲ့။ ဒီလိုနဲ့အလဲလဲမလုပ်ခင်၃ရက်ကိုရှောက်လာတဲ့အခါလောရဲ့ယောဂကလည်းပိုဆိုးလို့နေခဲ့ပါပြီ။ခဲပြူယောဂကိစ္စကိုတိတိယက်နဲ့ပတ်စံအတွက်နဲ့ပဲလူတွေကိုစတူးခိုင်းစေခဲ့ပြီးတော့လောကသူ့ရဲ့မိသားစုဝင်တွေနဲ့ Flippers ကလူ ਈ အားလုံးကအစိုးရကြောင့်တေခဲ့ရတာမလို့ Covenson ကသူတို့နဲ့မဟာမင်းဖွဲ့ထားတဲ့ရေတသားတယောက်ဆိုရင်အမှန်တိုင်းပြောပြပေးဖို့လောကပြောလိုက်ပါတယ်။ Covenson ကသူဟာရေတသားတယောက်မဟုတ်ပါဘူးလို့ပြန်ပြောလိုက်တော့လောလဲဝမ်းသာသွားခဲ့ရပါတယ်။ အဲ့ဒါချက်အခုက open open nomi ကိုတွားခိုးတော့မှမလို့ဒိုဖလမင်ကိုရောရေတက်ရောအစိုးရနဲ့ရောအားလုံးနဲ့ရန်သူတွေဖြစ်သွားကြအောင်မှမလို့သူတို့အားလုံးနောက်ကလိုက်တာခံရတော့မှလို့ခေါ်ပဲစုံကဆိုပါတယ်။ဒါကြောင့်မယ်အသက်16မို့သူကစိတ်ကိုပြင်ဆင်ထားဖို့ခေါ်ပဲစုံကချက်ပြောလိုက်ပါတယ်။ဒါလို့နဲ့ minion island ကိုရောက်လာခဲ့ကြပြီးရောအဲ့ဒီကျွန်းကလည်းပင်တတမြတွေခိုးလုံရဖြစ်ပြီးကျွန်းကိုလည်းရှိတဲ့စစ်တမောတွေကစောင့်ကြည့်နေခဲ့ပါတယ်။ swallow island မှာလည်းစစ်တမောနှံစင်ထားထားကြောင်းပင်တတမြနာမည်ကလည်း dias barre အရင်ကရှိတဲ့အရာကြီးတယောက်လို့စကကူကခေါ်ပဲစုံကိုပြောပြနေခဲ့ပါတယ်။ လေကိုခဏချားခဲ့ပြီးတော့လော့ကိုကြောပို့ပြီးခေါ်ပစုံဟာကျွန်းပေါ်ကိုတက်လာခဲ့ပါတယ်။ဘာပဲလို့ပင်လယ်ဓားမြအဖွဲ့ကလည်းဒီနက်ဆိုးအသည့်အတွက်အစိုးရက9ဘီလီယံကမ်းလှမ်းနေဆိုတဲ့အကြောင်းကိုပြောရင်းနဲ့အစားအသောက်တွေစားတောက်နေခဲ့ကြပါတယ်။ဆရာဝန်တယောက်ကဒါကိုစားလိုက်မယ်ဆိုရင်တကပါလုံးမှာအလူအဆုံးဆရာဝန်တယောက်ဖြစ်လာမယ်။ဒါပေမဲ့ဂျာဝင်နဲ့ပင်လယ်ဓားမြဝင်နဲ့ဘာမှမဆိုင်ပါဘူးလို့ဘာပဲကဆိုပါတယ်။ခေါ်ပစုံကလော့ကိုလုံခြုံမှန်တဲ့နေရာလေးမှာခဏချားခဲ့ပြီးတော့သူ့ကိုစောင်းနေဖို့တေချာမှားချပြီးတော့ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ်ခေါ်ပစုံကသူ့ရဲ့ DBR Fruit စွမ်းကိုလောကိုပြသခဲ့ပေမဲ့အတန်မရှိတာတစ်ခုပဲအသုံးဝင်တာမဟုတ်လို့တခြားဘာမှအသုံးမဝင်ပဲ Baby Fire ရဲ့အစွမ်းကပဲပိုကောင်းတယ်ဆိုပြီးလောကသူ့ all hit ခဲ့တာတွေကိုပြန်တွေးနေမိခဲ့ပါရဲ့အဲ့ဒီချိန်တစ်ဖက်မှာလည်းဘာအတန်မမထွက်ပဲပောက်ကွဲမှုတွေဖြစ်နေခဲ့ပြီးရုံးရင်းစက်ကတ်တွေဖြစ်လို့နေခဲ့ပါပြီခေါ်ပစုံကမီးတွေကိုညှိပြီးအားလုံးကိုအမောက်ချပြီးတဲ့နောက် DBR Fruit ကိုလူယူလာနိုင်ခဲ့ပါရဲ့နောက်ဆုံးဘုံနဲ့ပြစ်ပြီးထွက်ပြေးသွားတဲ့နောက်မှာတော့ခေါ်ပစုံကိုပင်တယ်မြတ်တို့ကတွေ့တတ်ရပါတယ် အဘအဘနိုမီကိုရှားပြီမလို့အရန်ပျော်နေတုံးမှာနှင်းတွေနဲ့ချေချော်ကြပါတော့ရဲ့အဆောင်ပင်တရမားတွေနားကိုရှောက်သွားပြီးအနောက်ကလိုက်လာတဲ့သူတွေကလည်းသူကအဘအဘနိုမီကိုခိုးယူရတယ်လို့လှမ်းပြောလိုက်လို့ခေါ်ဝဲစုံနဲ့အဝိုင်းခံလိုက်ရပါတော့ရဲ့လောကခဏအိမ်မောကြပြီးပြန်နိုးလာတဲ့အခါမှာတော့ခေါ်ဝဲစုံတယောက်အဘအဘနိုမီကိုယူပြီးတော့ခဏနေပြန်လာခဲ့မယ်လို့ပြောခဲ့တာကိုပြန်တွေးမိသွားပြီးတော့တနက်ပြတ်တန်တချို့ကိုလည်းကြားလိုက်ရပါတယ် ဆွဲလို့အိုင်လန်ရဲ့မလန်းမကန်းမှာလဲဆူယူတို့ကစောင့်ကြည့်နေခဲ့ပြီးတော့တစ်ဖက်လူကဒိုဖလာမင်ကိုမလို့တတိမလွတ်ထားဖို့လဲဆူယူကမှာနေခဲ့ပါတယ်။အဲ့ဒီချိန်မီနီယန်အိုင်လန်ဘာရယ်ရဲ့ခိုလုံရာမှာလဲမီးလောင်နေကြောင်းတသားတယောက်ကဆူယူကိုဆက်တွေ့ပြီးအကြောင်းကြားလိုက်ပါတယ်။တဖက်မှာလည်းခေါ်ဝဲစုံကထံရွေနဲ့လောကိုခေါ်သွားနေခဲ့ပါတယ်။ပေတရမြွေပုံခုရနေရဖြစ်တဲ့ Ghost Town ကလည်းမီးလောင်နေပြီးဘာရယ်ကလည်းသူ့ရဲ့အသီးအခိုးခံရရလို့ဒေါ်ဒါရဲ့ထွက်နေရကြောင်းအသီးကိုအမြန်ပြန်ရှာဖို့ပြောလိုက်ပါတယ်။ တစ်ဖက်မှာလည်းကော်ဝဲဆုံကသူတို့နားကို silent လုပ်လိုက်ပြီးတော့သူ orbit autonomy အတီးကိုရလာကြောင်းအော်ပြောလိုက်ပါတယ်။အဆောက်အအုံတချို့ကမီးလောင်နေပြီးတနက်တလေကြားလိုက်ရတာမလို့ကော်ဝဲဆုံတခုခုဖြစ်သွားတယ်လို့ထင်ကြောင်းလောကပြောတော့အဲ့ဒါတွေကအဓိကမဟုတ်ပဲအခုကဝမ်းသာရမယ့်အချိန်ပဲလို့ကော်ဝဲဆုံကဆိုပါတယ်။လောကသူအဲ့ဒီအတီးကိုစားလိုက်ရင်တောင်မှသူ့ကိုသူပြန်ကူတနိုင်မှာမလားမသိသေးဘူးဆိုတာပြောနေတော့မှာပဲကော်ဝဲဆုံကလောရဲ့ပတ်သက်သေးကိုအတင်းထည့်ပေးလိုက်ပါတော့။လောကသူဒီဘယ်ဖြူးယူဇာတယောက်ဖြစ်ဖို့အစင်းနေမဖြစ်သေးဘူးလို့ပြောတော့ကော်ဝဲဆုံကလဲကျသွားခဲ့ပါပြီ။ ခဏကြာတနက်အပြစ်ခံထားရတဲ့ဒဏ်ရာတွေကနေတွေးတွေထွက်လာတော့လောလေအရန်လန့်သွားပြီးတော့တွေးထွက်တာတိတ်ဖို့သူ့ရဲ့အစွမ်းနဲ့အော်ဟစ်နေပါတော့ဲဒီဒီဘယ်ဖူစွမ်းကမှော်အတက်လိုမျိုးအလုံးမလုံးနိုင်ဘူးလို့ပြောခဲ့တယ်မလားလို့ခေါ်ဝဲစုံကပြောတဲ့အခါလောလေသူ့ကြောင့်အပြစ်ခံခဲ့ရတာမလို့သူဘယ်လိုလုပ်ရမလဲဆိုပြီးအော်ငုံနေပါတော့ဲ ခေါ်ပစုံကဂျာဗင်ဟာလောချောင်းမဟုတ်ပဲသူအမားတစ်ခုလုံးမိသွားလို့ဆိုပါတယ်။အခုက Open Open Nomi ကိုရာသွားပြီဆိုပေမဲ့ဒိုဖလာမင်ကိုကိုတားနိုင်တော့မှမဟုတ်လို့တောင်းဆိုချင်တာနောက်တစ်ခုရှိတယ်လို့ဆိုပါတယ်။ဒီကျုံးရဲ့အနောက်ဘက်မှာစောင့်ကြည့်နေတဲ့ရှီသက်တင်မော့စီကိုဒီပူလေးပေးစေချင်ကြောင်းခေါ်ပစုံကပြောလိုက်ပါတယ်။ဒါလေးကိုမြင်ရင်ရှီသက်ကတန်းတိမှမလို့ဒရိုင်ဘိုစာလို့ခေါ်တဲ့နိုင်ငံတစ်ခုကိုကယ်တင်ပေးလိုက်မယ်လို့ခေါ်ပစုံကဆိုပါတယ်။လောကသူရှီသက်ကိုအယမ်းမုန်းတယ်လို့ပြောတဲ့အခါလောကဆရာဝန်တယောက်ရဲ့သားအခုကစပြီးတော့နေမကောင်းဖြစ်တဲ့သူတွေထက်လူတွေအများကြီးကိုကယ်တင်ပေးနိုင်တော့မယ်လို့ခေါ်ပစုံကချက်ပြောလိုက်ပါတယ်။ ဒီပစ္စည်းကိုပို့ပြီးရနဲ့ခေါ်ဘဆုံကသူနဲ့လော်အတူနှစ်ယောက်ထဲကဘာကြီးတစ်ခုလုံးနေရာနှက်ခကြီးထွက်ကြမယ်လို့ဆိုပါရဲ့ဒီလိုနဲ့လော်လည်းအဲ့ဒီဘူးလေးကိုပေးဖို့ထွက်ခွာလာခဲ့ပြီးတော့ရှီဇာသားရဲ့အများကြီးကိုလည်းတွေ့တဲ့အခါကြောက်လို့ပုန်းနေမိခဲ့ပါရဲ့ရှီဇာသားတစ်ယောက်ထဲရောက်လာတဲ့အခါမှာဘူးလေးကိုပေးလိုက်ပါရဲ့ဖြစ်ချင်တော့ထိုသူကဖာကိုဖြစ်နေပြီးတော့လှုပ်ဝက်စာမလို့သူ့တဝင်ထားဖို့ပြောလိုက်ပါရဲ့လော်ကခမားကိုယုံကြည်လို့ရရဲ့လားလို့မေးလိုက်ပြီးတော့လူတစ်ယောက်ကိုကယ်ပေးစေချင်တယ်လို့ဆိုပါရဲ့တနေ့အပြစ်ခံရပြီးတေတော့မလို့ဖြစ်နေတာမလို့လုံးဝမသေးစေချင်တဲ့လူတစ်ယောက်မလို့ကယ်တင်ပေးပါလို့လော်ကတောင်းဆိုလိုက်ပါရဲ့ ဒီလိုနဲ့ဖာကိုကလောနဲ့အတူလိုက်ပါလာခဲ့ပြီးလောကလည်းခေါ်ဝဲစုံကိုကုညီပေးမယ်လို့ခေါ်လာကြောင်းဝမ်တာအားရပြောလိုက်ပါတယ်ဖာကိုကိုမြင်တော့ခေါ်ဝဲစုံနဲ့အယမ်းလန့်ပြီးနမဲကိုခေါ်မိသွားခဲ့ပါတယ်ခေါ်ဝဲစုံစကားပြောတာကိုမြင်လိုက်ရတဲ့ဖာကွန်လည်းအယမ်းကိုအံ့ဩသွားခဲ့ရပါတယ်ဖာကိုဆိုမှလောလေသူ့အကြောင်းခေါ်ဝဲစုံတခါပြောခဲ့ဘူးတာကိုဒီထားမိသွားခဲ့ပါပြီ ဖာဂိုကလှုပ်ဝက်စာကိုဖွင့်နေတဲ့အခါဖာဂိုရဲ့လှုပ်ဝက်မရှင်ကရေတပ်ကိုထိုးဖောက်ဝင်ရောက်ဖို့ဆိုတာကိုခော်ဝက်စွန်နဲ့သိခဲ့ရပါတယ်။ရေတပ်သားတွေထောင်ထဲချီရှိနေတဲ့ဒဲကမှဒီစာကိုဖာဂိုကရှာသွားလို့ခော်ဝက်စွန်နဲ့ပြန်ပေးဖို့ပြောတဲ့အခါဖာဂိုကခော်ဝက်စွန်ရဲ့မျက်နှာကိုဖျက်ကန်လိုက်ပါတော့။ လောကလည်းမလုတ်ဖို့တားနေပြီးတော့ခမရကဗာဂိုဆိုတဲ့ကောင်လာလို့မေးလိုက်ပါတယ်။ကြည့်ရတာလောက White Town မြို့ကကောင်လေးမလို့နှစ်ယောက်စလုံးပြောင်းနေတဲ့အကြောင်းကိုလည်းသိရှိထားပေးပြီလို့ဆိုပြီးတော့လောကိုပါတွန်းထုတ်လိုက်ပါတယ်။စာရွက်ကိုလည်းဗာဂိုကဖျက်ဆီးလိုက်ပြီးတော့ဒီစာကိုယ်တာရှေတက်ကရသွားရင် Donquity Family ကပွဲသိမ်းသွားပြီမလို့မိသားစုထက်အဲ့ဒီကလေးတယောက်ကပို့ပြီးအရေးကြီးနေရလားစကန်းခေါ်ပဲဆိုလို့ဗာဂိုကခေါ်လိုက်ပြီးစတိုက်ခိုက်ပါတော့။ ခေါ်ဝဲဆောင်ကအသက်၈နှစ်မှတခါပျောက်ဆုံးသွားခဲ့ပြီးတော့၁၄နှစ်ကြာမှပြန်ရောက်လာခဲ့တယ်။မင်းအချောင်းကိုအားလုံးကတန်တရာဖြစ်ခဲ့ပေမဲ့ဒိုဖလာမင်ကိုကတော့သူ့ရဲ့ညီလေးအရင်ဖြစ်တာမလို့မယုံကြည်ရမျိုးတွေမဖြစ်ခဲ့ဘူးလို့ပြောရင်းနဲ့အဆက်မပြတ်ထိုးနှက်နေပါတော့။ဒီအတိုင်းနဲ့ဆိုရင်တည်ဆုံးသွားတော့မှမလို့ဖာဂိုကိုရက်တန်းလိုက်ဖို့လောကအော်ပြောတဲ့အခါလောကဘာဖာဂိုကပိတ်ထိုးလိုက်ပါတော့ ဒီလိုနဲ့ဒိုဖလာမင်ဂိုကိုဆက်တွေ့ပြီးခေါ်ဝဲဆုံဟာရေတန်းရဲ့စပိုင်တယောက်ဖြစ်နေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ချစ်မြတ်နိုးရရဲ့ညီလေးအရင်ကစစ်မှန်တဲ့တယုံမှတ်ကိုပြတ်တလိုက်ပြီးနားလေလာတာတခုကသူ့ရဲ့မိသားစုဆိုတာမင်းတို့တွေပဲရှိတယ်လို့ဒိုဖလာမင်ဂိုကဆိုပါတယ်။အခုမီနီယန်အိုင်လန်ကိုလာနေပြီဆိုပေမဲ့ဘာရယ်ရဲ့လောက်ခံတွေကဒီဘက်ဖြူအခိုးခံလိုက်ရပြီဆိုပြီးလိုက်ရှာနေကြတာမလို့နောက်ကျသွားတဲ့ပုံပဲလို့ဒိုဖလာမင်ဂိုကပြောလိုက်ပါတယ်။ အဲ့ဒီတရားခံကလည်းခေါ်ပဲဆုံးပဲမလို့သူ့ကိုထွန်မပြေးစေပဲသူ့မှာ open open nomin ရှိတယ်လို့ဒိုဖလမင်ကိုကပြောနေတော့မှာပဲဖာကိုလှည့်ချတဲ့အခါခေါ်ပဲဆုံးတော့ကရှိမနေတော့ပါဘူးမရှိတဲ့ကိစ္စတော့မရှိပါမယ်သူတို့တွေကမြို့ထဲမှာရှိနေတဲ့တွေတော့ဒိုဖလမင်ကိုကလွတ်မြောက်ခွင့်မပေးနိုင်ဘူးဆိုတာကြိုးတွေကိုအပေါ်ကိုပြစ်လွတ်လိုက်ပါတော့ရဲ့ ကျိုးတွေဟာစားပေါ်လာကလေးကပြန်ဖြားထွက်ပြီးတော့မြို့တစ်ခုလုံးကိုပိတ်သွားခဲ့ပါတယ်။ပထမများတွေလည်းအပြင်ကိုထွက်ပြေးဖို့အတွက်ကျိုးတွေကိုဓာတ်နဲ့ခုတ်နေပေမဲ့လုံးဝမရပါဘူး။လော်ဒတိပြန်လာတော့ဖာဂိုဆွဲလူဘယောက်သွားတာလဲနဲ့ကျိုးမှဘာပဲဖြစ်ခဲ့ရလဲလို့ပြန်မေးလိုက်ပါတယ်။ခေါ်ဝဲစုံကသူထင်တဲ့လောက်တော့ဒိုဖလာမင်ကိုရဲ့စွမ်းရည်ဖြစ်ပြီးတခါမှတော့ဒီတိုက်ခွက်ကိုမမြင်ခဲ့ဘူးပဲ။တိတာတစ်ခုရှိရလို့ဆိုပါတယ်။အဲ့ဒါကဒီနေရာကနေတခြားပြေးစရာနေရာမရှိတော့တာပဲလို့ခေါ်ဝဲစုံကပြောပြလိုက်ပါတယ်။လောင်ရင်တဲမှာအားလုံးကိုထိန်းချုပ်နေတဲ့ပုံပဲမလို့ငရဲလိုပဲလို့ခေါ်ဝဲစုံကပြောနေခဲ့ပါတယ်။ ခေါ်ဝဲစွန်ကလောရဲ့မျက်နှာလေးကိုကင်လိုက်ပြီးသူနဲ့အတူဖြတ်တန်းခဲ့ရတဲ့နေရက်တွေအားလုံးကိုပြန်တွေးရင်းနဲ့လောတယောက်သေးကိုတာလွတ်မြောက်အောင်လှုပ်ပေးနိုင်တော့မယ်ထင်တယ်လို့ဆိုပါတယ်။ခေါ်ဝဲစွန်ကသူ့မှာအသက်ရှင်ရမယ့်အခွင့်အရေးလည်းမရှိတော့ဘူးဆိုရင်ပဲသူတည်သွားမယ်ဆိုရင်လည်းသူ့ကိုအမှတ်ရနိုင်မယ်မလားလို့တွေးနေခဲ့ပါတယ်။ ခေါ်ဝဲဆုံကသူတေဆုံးရမယ်ဆိုရင်တော့မှအပြောင်းလေးနဲ့ပဲတေဆုံးခြင်းပြီးလောအမှတ်ရနိုင်မယ်ဆိုရင်သူအပြောင်းလေးကိုပို့ပြီးမှတ်မိနေစေချင်တယ်လို့ဆိုပါတယ်။ဒီလိုနဲ့ခေါ်ဝဲဆုံကအပြောင်းလေးနဲ့ပဲသူတို့တွားကြရမယ်ဆိုတဲ့အကြောင်းလောကိုပြောလိုက်ပါတယ်။မြို့ပြမှာရှိနေတဲ့ရေသက်သားတွေကလည်းရုတ်တရက်ကြီးမြို့ကလောင်ဝိုင်းနဲ့အဖုံးလွှမ်းခံလိုက်ရပြီးအထဲမှာပဲအချင်းချင်းတက်ဖြတ်နေကြတဲ့အကြောင်းအထက်ကိုတင်ပြနေခဲ့ပါတယ်။ဘာပဲစီကိုလည်းဒိုဖလမေကိုကရောက်လာတော့ဒီဘက်ဖရီကိုဂိုးထွားတာမင်းတို့တွေမှလာလို့မေးလိုက်ပါတယ်။ ဒိုဖလမင်ကိုကသူသားရှူသွားမယ်ဆိုရင်ဒီလိုမျိုးရေလုံးစီရမလို့ဘူးလို့ပြောလိုက်ပြီးဘာရယ်ကိုတနေ့နဲ့ပြစ်လိုက်ပါတော့ရယ်။တစ်ဖက်ကမတ်ဖီစတိုကလည်းရန်နာဝေယူနေကြလို့ခေါ်ပဲဆုံးကအရင်ရှာဖို့လာအိုကြီးကလာပြောပါတော့ရယ်။ဘဖလိုအပေါ်မှာရှာနေရအချိန်နဲ့ဘလို့လဲလို့လာအိုကြီးကလှမ်းပြီးတော့ဒီအချိန်ဒီမှာအသက်ရှင်နေတဲ့သူမတွေ့ကြအောင်ဘဖလိုကပြန်ပြောလိုက်ပါရဲ့အဲ့အချိန်ရှေးတက်ကကောင်လေးတယောက်ကိုထိမ့်သိမ်းထားတယ်ဆိုတဲ့ဆက်တွေ့ချက်ကို baby fat ကကြားဖြတ်နားထောင်လိုက်ပြီးလာအိုကြီးတို့ကိုလမ်းအောင်ပြောလိုက်ပါရဲ့ဒိုဖလမင်ကိုကသူ့လက်ထရတနတ်ကိုပြန်ကြည့်ပြီးဖခင်ဖြစ်သူကိုဒီလက်နဲ့တတ်ပစ်ပြီးသူ့ရဲ့ခေါင်းနဲ့ maybe joyce ကိုပြန်သွားမယ်လို့ပြောခဲ့တဲ့စကားတွေကိုပြန်တွေးနေမိခဲ့ပါရဲ့ ဟောမင်းကသူ့လိုအဖေမျိုးရှိရာတောင်းပန်ပါတယ်လို့ပြောလိုက်တဲ့အခါဒိုဖလာမင်ဂိုကဖခင်ဖြစ်သူကိုပြစ်တက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းခေါ်ဝဲစုံကသူ့ကိုယ်တိုင်ထွက်လာခဲ့ပြီလို့ Gladius ကတွေ့သွားခဲ့ပါတယ်။ခေါ်ဝဲစုံကိုရှာသွေးပြီဆိုတဲ့အကြောင်းကိုလည်းဖီကာကဒိုဖလာမင်ဂိုကိုလာပြောပြပါတော့။ခေါ်ဝဲစုံကလောကိုပင်တယ်မြောက်ရေမမြင်နိုင်တဲ့နေရာတစ်ခုမှာဖွက်ထားပေးခဲ့တာပါ။အားလုံးကလည်းစုပြီးတော့ခဝဲစုံကိုလိုက်ဖမ်းနေခဲ့ပြီနောက်ဆုံးမှတော့ခဝဲစုံကိုမိသွားခဲ့ပြီမလို့အားလုံးကဝိုင်းတိုက်ခိုက်ကြပါတော့ဟဲ့ဒါပေမဲ့လောကတော့ကြားနေရပါပဲအပြင်ကိုလည်းထွက်မရဖြစ်နေခဲ့ပါပြီ ဘာလို့စကားမပြောနိုင်အောင်ဆိုပြီးဟန်ဆောင်ခဲ့ရတယ်လို့ဝိုင်းမေးကြတဲ့အခါခဝဲဆုံကတော့မင်းတို့အယူအနဲ့ပြောစရာစကားဘာမှမရှိရကြောင်းလို့ဆိုပါတယ်ဒိုဖလမင်ကိုကိုလှည့်စားခဲ့တယ်ဆိုပြီး Gladius ကဒေါသကြီးနဲ့ကန်နေတော့လာဟိုကြီးလည်းအဲ့လိုတာဆက်လုပ်နေရင်ဒိုဖလမင်ကိုမရောက်လာသေးခင်မှာပင်တိတ်ဆုံးတော့နိုင်တာမလို့ရတဲ့လိုက်ဖို့ပြောလိုက်ပါတယ်။ဒါမဲ့ Coverson ကသူတို့နဲ့ရှိတဲ့ချားကိုပွဲပြောင်လုပ်ခဲ့တဲ့သူမလို့အဲ့လိုတိတ်သွားလဲရတယ်ဆိုပြီး Trevor ကလည်းသူ့ရဲ့ချွဲကတ်တွေနဲ့ပါဆွဲပြီးတော့လွတ်ပစ်လိုက်ပါတော့။အဲ့ဒီချိန်ဒိုဖလမင်ကိုကရောက်လာပြီး6လတောင်ရှိသွားပြီလို့ Coverson ကိုပြောလိုက်ပါတယ်။ ခေါ်ဝဲစုံကသူကလေးဘွားတုန်းကသူ့ကိုစံကခုခေါ်သွားခဲ့တဲ့အကြောင်းတွေကိုပြန်တွေးရင်းနဲ့ဒိုဖလမင်ကိုကိုတနက်နဲ့ချိန်လိုက်ပါရင်မဘိန်ကုတ်01746ရှေ့တပ်ဌာနချုပ်ရဲ့ကော်မန်ဒါရော့စနန်တီအနေနဲ့ဒိုဖလမင်ကိုလုံနေတဲ့အနာဂတ်ကန်ဆိုးခြင်းတွေကိုတားဆီးဖို့ဟန်ဆောင်စုံစမ်းနေတဲ့စပိုင်ရှေ့တပ်သားစစ်သားတယောက်ပဲလို့ခေါ်ဝဲစုံကပြောလိုက်ပါရင်ခေါ်ဝဲစုံကလောရှိနေတဲ့တက်တာလေးကိုခေါင်းနဲ့ချိန်လိုက်ပြီးလိန်ခဲ့ပြီလို့တောင်းပန်ကြောင်းနဲ့လွန်ဘုံသွားမှဆိုလို့လည်းလိန်ခဲ့ပြီကြောင်းပြောလိုက်ပါရင် အခုအချိန်မှာဒါဝေလာပြောနေလို့လောကသူနှစ်ခုကလေးကတိနေခဲ့ပါလေလို့တွေးတောနေခဲ့ပါရဲ့သူဖလမင်ကိုကတော့သူတိကျင်တာကဒီဘယ်ဖရူးနဲ့လောဆိုတဲ့ကောင်လေးဗမာလဲလို့မိလိုက်ပါရဲ့လောကအော်ဘယ်အော်ဘယ်နိုမီကိုစားလိုက်နိုင်ပြီးတော့ဒီလောင်ရင်တဲကနေလည်းထွက်သွားနိုင်ပြီမလို့အခုဆိုရင်ရေတဲတင်းမောနဲ့အဆောင်ရှောက်တွေနဲ့ထွက်သွားတော့ပြီဖြစ်တဲ့အကြောင်းခေါ်ဘယ်ဆွန်ကလိန်ပြောလိုက်ပါရဲ့ထ ாக ိုကြလိုက်ရတော့သူဖလမင်ကိုလည်းအတော်လေးကိုဒေါ်တာထွက်လို့နေခဲ့ပါပြီ အဲ့ဒီချိန် PP5 တို့ကလည်းရှောက်လာပြီးကောင်လေးတယောက်ကိုရှေတက်ကအထင်းသိမ်းနဲ့ခေါ်သွားကြောင်းလာပြောပြပါတော့ရယ်ဒါကိုကြားလိုက်ရတော့ခေါ်ဝဲစွန်လဲလောကဒီမှာမလို့ထူးစနဲ့တိုက်ဆိုင်မှုတစ်ခုပဲလို့ဆိုပါရယ်ဒိုဖလမင်ကိုလည်းသူ့ရဲ့ငှက်လောင်အိမ်ကိုဖိလိုက်တော့မှမလို့ချက်ချင်းသွားစစ်ဆေးကြဖို့အားလုံးကိုမှာကြားလိုက်ပါရယ် တော့ကိုအသက်ဆက်ရှင်စေဖို့ကန်တရားကလည်းဖန်တီးပေးလိုက်တာမဟုတ်လို့ခေါ်ဝဲဆိုလဲဆက်ရေးသွားခဲ့ရပါပြီ။အမြန်ရွှန်းတွင်ဖို့ဒိုဖလာမင်ကိုကလည်းအမိန်ပေးလိုက်ပြီးရရှီတက်ကခေါ်သွားရဲ့ကောင်လေးကတကယ်ပဲလောတာဆိုရင်ရှီတက်ကိုပြန်တိုက်ခိုက်ပြီးရလောကိုပြန်ခေါ်မယ်လို့ဆိုပါတယ်။လောရဲ့နောက်ကိုဘာလို့အလောက်တော့လိုက်ချင်နေရလဲလို့ခေါ်ဝဲဆွန်ကမေးတော့လောကတကယ်ပဲ open open nomi အတီးကိုစားခဲ့မယ်တာဆိုရင်သူ့အတွက်တေးပေးရတော့မယ်လို့ဆိုပါတယ်။ဒါဝင်အားလုံးကိုလောကလည်းကြားနေခဲ့ရပါရဲ့။ခဝင်ဆောင်ကလည်းမလို့အတ္တတွေအများကြီးလောက်ခဲမိတာမလို့ဘာလို့သူ့ရဲ့တကယ်မိသားစုကိုပဲနောက်တစ်ခါတတ်ဖို့ဖြစ်လာအောင်လုပ်ရတယ်လို့ဒိုဖလာမင်ကိုကလည်းမေးလိုက်ပါတယ် ကွန်မန်ဆွန်ကအဖေနဲ့အရန်တူတာမလို့ဒိုဖလာမေကိုကသူ့ကိုမပြစ်နိုင်ဘူးဆိုတာသိရလို့ဆိုပါရဲ့လောကလည်းအထဲကတိတ္တကိုရိုက်ထုနေပြီးအစင်ပြေမယ်မှလားလို့ပြောနေခဲ့ပါရဲ့လောကိုကွန်မန်ဆွန်ကတိတ္တနဲ့ထဲ့ခဲ့တုန်းကပင်တယ်များတွေဟာရန်နာပဲဆိုရင်ရအောင်လို့တဲဆောင်မှာမလို့ဒီမှာနေမယ်ဆိုရင်ငှက်လောက်ရင်ကထွက်ဖို့အခွင့်အရေးတစ်ခုရလာလိမ့်မယ်လို့ပြောခဲ့တာပါလော်လေကော်ဝဲဆွန်ကတော့ဘလို့ဆက်လုံးမာလေးလို့ပြန်ပြီးတော့ဒိုဖလာမင်ဂိုလိုချင်တာလော်နဲ့အော်ပစ်အော်ပစ်နိုမီဒိုဖလာမင်ဂိုနဲ့သူဟာညီရကိုအရင်တွေမလို့သူစိတ်ဆိုးမဲ့ဆိုရင်တော့မှသူ့ကိုတော့ပြန်တက်ပြစ်နိုင်မှာမဟုတ်ဘူးလို့ကော်ဝဲဆွန်ကလော်ကိုပြောပြခဲ့ပါတယ် လောရဲ့တက်ရောက်မှုမှန်သမျှကိုလည်းအတန်မထွက်အောင်လုပ်ပေးထားခဲ့ပြီးအပြုံးလေးနဲ့သာလောကိုချစ်တဲ့ဆိုတဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်။အခုလက်ရှိမှာတော့လောဟာတစ်တာကိုဘလောက်ပဲရိုက်ထုနေပါစေအတန်ကမထွက်ပဲသူတို့ပြောခဲ့တာလည်းအဲ့လိုမဟုတ်ဘူးဆိုပြီးတော့တွေးနေခဲ့ပါတယ်။လောကမင်းပြောတာနာခံမှလည်းမဟုတ်တော့ပဲနဲ့ခဲဖြူယောဂကလည်းပျောက်သွားပြီမလို့အဲ့ဒီနေ့ကလို့အယူပတနမြတယောက်စီလမ်းပျောက်ပြီးတော့ရောက်လာတဲ့အရှင်ကခလေးလောမဟုတ်တော့ဘူးလို့ခဝေဆောင်ကဆိုပါတယ်။လောကလွတ်လပ်သွားပြီမလို့လွတ်ပေးထားလိုက်တော့ဖို့ခဝေဆောင်ကထပ်ပြောတဲ့အခါလောလည်းမျက်ရည်တွေစီးကျလာပါတော့ရဲ့။ အဲ့ဒီချိန်တော့ Flamengo ကလည်း Cover Soko တနက်နဲ့အဆက်မပြတ်ပစ်ခတ်နေပါတော့ဟဲ့။တနက်ပစ်တဲ့တွေကိုပဲကြားနေရတော့လောတယောက်လေးအတော်လေးကိုနာကျင်နေခဲ့ရပါရဲ့။ဒါလို့နဲ့ရန်နာပုံးတွေကိုတေဆောင်သွားကြတဲ့အချိန်လောလှမ်းချောင်းကြီးတဲ့အခါမှာတော့ဒရာရီနဲ့လဲကျနေပြီဖြစ်တဲ့ Cover Soko ကိုတွေ့လိုက်ရပါတယ်။ Cover Soko ဟာသူတေလို့မရသေးပါမယ်။နည်းနည်းလေးတော့အသက်ရှင်ဖို့လိုအပ်နေအောင်မယ်လို့တွေးနေခဲ့ပါရဲ့။သူသာတေဆုံးသွားမယ်ဆိုရင်လောရဲ့ငိုတန်ကိုကြားသွားမှာမလို့ဒီကနေ့ဝေးထက်ဝေးတဲ့နေရာကိုပြေးသွားဖို့ Cover Soko ကတွေးတောနေခဲ့ပါရဲ့။ Do Flamengo တို့စီကိုလည်းစူတို့ကရောက်လာပြီမို့လို့အမြန်သွားဖို့လုပ်ရပါတော့ရဲ့။ လောဟာနောက်ဆုံးတော့လွတ်လပ်သွားပြီလို့ခေါ်ဝဆုံကတွင်းနဲ့တည်ဆုံသွားခဲ့ရပါပြီ။ခေါ်ဝဆုံတည်ဆုံသွားရတဲ့တပြိုင်နက်လောရဲ့အော်ဟစ်ငိုယိုတန်ကလည်းထွက်ပေါ်လို့လာခဲ့ပါတယ်။ဒီအော်ငိုတန်တွေကိုလည်းရှေတက်ကပြစ်ခတ်တဲ့အမြောက်တန်တွေကပဲဖုံးလန်းသွားစေခဲ့ပါပြီ။ So don't be sad. You're free now. ဂျာလီကတော့ one piece အပိုင်း182ဖြစ်ပြီးတော့အပိုင်း183ကိုဆက်တင်ပေးနိုင်မှုတူတယ်။ లై လေးတယောက်ချက်စီနှိပ်ပြီး comment နဲ့ကျွန်တော်မှမေးခဲ့ကြပါအောင်။ channel လို့လည်း subscribe လေးမလုပ်ရတဲ့တော့ပေးသွားခဲ့ကြပါအောင်။ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့စမှတ်ပါ